ကတင်နေရတော့အိမ်တအိမ်မှာပစွန်ဒုတ်တမျိုးဝယ်ထားရုံနဲ့အိမ်မမျိုးရအောင်ဘလို့စီစဉ်လဲဆိုတော့မယ်ပြပြပြမယ်နော်အချားတော့မဟုတ်ပါဘူးပစွန်စီကိုကိုယ်တိုင်ထုတ်ပြီးတော့ထမင်းလေးကြော်မယ်ကြံတဲ့ပစွန်ဒုတ်လေးတွေကိုတော့ဂျူးမူလေးနဲ့ကြော်ပြီးတော့ဒီနေ့ဖွင့်ရလေးစားပါမယ်ရှင်ပစွန်စီဘလို့လွယ်ကူအောင်ထုတ်လဲဆိုတော့ကိုဆက်ကြည့်ပေးကြပါဦးနော်မကြက်သေးဘူးလားဘိုင်းစားနေတော့ကဲမိုးအေးတုံးလေးကိုခြံတဲ့အလုပ်ကူလုပ်လိုက်အောင်မယ်ပြီးမှပဲ ဟင်ချက်မယ်ဒါကတော့ခေါင်းညှို့ချိုးတာဒီခေါင်းညှို့ကိုမြန်တော့ပြန်ပြိုးတယ်မိကြီးတွေမှပြန်ပြိုးလိုက်တယ်ဆန်ကားရဲလောက်နေလို့ဆိုရင်တော့အမြင့်တွေထွက်လာပြီအဲ့တော့ပြန်ပြီးတော့ဒီလိုပြန်ဆိုက်တာမျိုးဝဲစားမလို့ပဲနဲ့ကိုယ့်ရဲ့စိုက်ခင်းတဲ့အပင်နဲ့ကိုပဲမျိုးပြန်လောက်တာပေါ့နော်ကဏမဘက်သူများကလည်းမျိုးစစ်ပြားဝယ်လဲဆိုမျိုးစစ်မဟုတ်ဘူးနော်ဒီလိုမျိုးအပင်လေးတွေပြိုးပြီးတော့ဆိုက်တာကဲနိုင်စီမာကဒင်ကာ ပေါင်ပေါင်နေနဲ့ကိတ်ချောက်တွေလည်းရှိရယ်အဲ့တော့ coffee လေးနဲ့မလက်ဆာဆာဝတ်တော့ပြင်လာဦးမယ်ဒေါ်ပရင်ဆန်းဘာလုပ်နေရတော့မင်းသားတော်လေးမြန်မာအလုပ်ကိုအရှင်လုံးလိုက်တာဆိုတော့ပေါ့ပါလေးဖြစ်တဲ့ဒင်းကားရဲ့ရွှေကောက်ညင်းလေးကို coffee လေးနဲ့တွဲစားမှာပေါ့နော်ရွှေကောက်ညင်းကလေဒီကောက်ညင်းငချိတ်အစ်စ်ကိုတုံးထားဆိုတော့လေစားတာလေတော်တော်လေးကိုအဆင်ပြေတယ်ဘိုက်ခရနာစားရတဲ့သူတွေအနေနဲ့ပေါ့နော်ဒီဒင်းကားပူတင်လေးကိုတော့စောင့်ထားတဲ့နေကိုတော်တော်လေးရဆိုရင်ကိုယ့်ကိုဘိုက်တက်စားတယ်ကိုယ့်ကိုအတက်တက်လောက်ဘိုက်တက်စားတာ အတင်ကားလေးရှိနေတဲ့အခါကျတော်တော်လေးအဆင်ပြေတာသိလားညဆင်လာကြပါပြီနေ့လက်စာတော့ကတော့ပစွန်တော့တချွာပစွန်တော့ဝယ်ပြီးသွားရဆိုလို့ရှိရင်ဒီပစွန်တော့ဟေးမှချက်ကြတာဆိုတော့တမျိုးပဲစားရတာပေါ့နော် အဲ့တော့နည်းနည်းလေးနှစ်မျိုးလောက်ပါပစွန်တုံးဝယ်ထားရုံနဲ့ပစွန်စီကိုတက်တက်ထုတ်ပြီးတော့မြန်တို့တွေပစွန်တုံးကိုတက်ကြော်မယ်ပစွန်စီနဲ့ကိုထမင်းကြော်မှာပေါ့နော်အဲ့ဆိုနှစ်မျိုးရသွားပြီနော်ခေါင်းအခွင်ကိုခွာလိုက်တယ်အခွင်ခွာပြီးတော့ဒီလိုလေးကြံတယ်ဒီလိုဆွဲလိုက်တယ်ဒါလေးမှအစီလေးကြံတယ်ပြီးရင်ဒီဘေးလေးတွေကိုဖဲ့ပေးဟမ်အဲ့ဒါညချေးလေးတက်တူကြံခဲ့နော်ဒုတိယဆုံးကပူချက်စားကြတဲ့တဲ့ ပစုံချောက်လေးနဲ့လေဒါကတော့လွယ်ကူရွှေရှင်းစာထုတ်တဲ့ပစုံစီထုံနီးပေါ့နော်ဉာဏ်ကြတော့ဒီပစုံထုတ်ဆိုတော့လေအစီအအလောက်ဂျားပစုံလောက်တော့မရဘူးပေါ့နော်ဟုတ်လားဒါကအညစ်ချိတ်ပစုံစီကလေအစတော့မခွာတတ်ခင်ကတော့ခတ်တယ်လို့ထင်ထားတာနော်အလုံးစုံကမလုတ်တက်ဘူးဆိုလို့ရှိရင်အလုံးစုံခတ်လိုက်လေးငါးကောင်လောက်ကတော့ခတ်လိုက်မယ်နောက်ဘယ်နဲ့ကြအရင်ကျွမ်းကျင်သွားရောခွာပြီးခွာချင်းနေပစုံထုတ်တဲ့ပိတ်သခွဲကိုခွာလိုက်တာကဒီမှာနော်ဒီပကံလုံးလေးနဲ့တဝက်ကြော်ကြော်ရတယ်။တော့ပြင်ပကြီးဆွဲနာပေါ့ ဝဒနာပါလာပကြီးဆွဲရတာပြောအောင်မယ်နော်ဒီမှာဒင်းကဒင်းကနေကိတ်၆တင်နော်အများကြီးထွက်တာနိုင်မနက်ကစားရဆိုလို့ရှိရင်ကောင်းကျင်းပူတင်ရလဲအရင်စားကောင်းတယ်အထက်မှာလေကောင်းကျင်းငချိတ်လေးနေနော်တော်တော်စားကောင်းတယ်ဟုတ်ပါလေကိုကီးတွေရောကိတ်၆တင်မှာအများကြီးပဲဒါကမြိုင် တောင်ပိုင်းမှာမြိုင်နဲ့ဦးလေးအကြီးရှိရေပေါ့နော်အတော်ကနေမကောင်းတာဖြစ်နေတာဆိုတော့တို့သွားပြေးခိုင်းမလို့ပစုံတို့ကတော့ယူရှင်းတယ်ချက်တုံယူဓာတ်ရိုက်ထားလေးကိုစီတက်ပေးတယ်အနံလေးမွေးလာပြီဆိုလို့ရှိရင်မြိုင်တို့ပစုံတုံလေးထည့်ပေးတယ်အရသာနေနေပန်းကပြားကြီးအကြည့်လေးနဲ့စားရတာလေးပဲထည့်ပေးတာပေါ့နော်မြူတီနာလေးရလေးမှုေးပြီးတော့အဆက်လေးပပလေးပါချင်တာဆိုတော့မြူတီအတောင်လေးကိုနည်းနည်းလေးမြန်ညှက်ထည့်ပေးလိုက်တယ်။ပြီးသွားရင်မင်းတို့တွေသင်ပေးထားတဲ့ဂျူဘူးလေးထည့်ပြီးတော့ကြော်ပေးတာပေါ့နော်။အနောက်ပုံမွေးတော့လို့မြန်ငရုတ်ကောင်းမို့လေး။ ဲဒါကတော့ညရဲ့9မိနစ်နဲ့အမြန်ချက်တဲ့ပစွန်တော်ဂျူဘူးကြောင့်အမြဒီမုတ်တရားညရဲ့ဘက်မှာလှုပ်နေစားဖို့ပေါ့တော့တော်လို့စားဖို့ပေါ့အဲ့ဆိုင်မုတ်မုတ်နဲ့မဖိုးရှင်လေးကနမ်နတ်ဆိုမြဲမြဲ နေကင်းဆိုလည်းမုံစားတဲ့ပစုံတို့ချူဘူးကြော်လေးကလည်းရပြီဆိုတော့လေအေးခံထားတဲ့ထမင်းလေးကလည်းအေးပြီအဲ့တော့ပစုံစီလေးကြော်ပါမယ်ပစုံစီကြော်ဖို့အတွက်ကကြတော့အများကြီးစီပူပူလေးကိုကျက်တုံမျိုးလေးစစ်တက်ပြတာပေါ့နော်ကျက်တုံမျိုးလေးကလေးဖွဲလာပြီးတော့အနံလေးမှွေးလာပြီဆိုလို့ရှိရင်ဟန်တို့တွေပစုံစီလေးထည့်ပေးတယ်ပစုံစီကိုစစ်တက်ပြတာပေါ့နော်အနံမှွေးလာတဲ့အထိအိုးဒါပင်ဟန်ပြရင်တစ်ခါစားရနှစ်ခါခွဲကြော်မယ်နော်ထမင်းကြော်တစ်ခါလေးအများကြီးကြော်လို့ဆိုမကောင်း ဲ့ဒါကတော့ပစွန်စီထမင်းကြော်ပါထမင်းသားလေးကလေတင်းတင်းမြူးနဲ့ချောက်ချောက်လေးဖြစ်လာပြီဆိုလို့ရှိရင်ထမင်းကြော်လည်းစားလို့ရပြီပေါ့နော်အဲ့မကြက်သေးဘူးလားဘိုင်းစားနေပေါ့လေဦးလေလူဆောင်ဆောင်မယ်လေအဆိုင်ပါပါပေါ့ဒေကပူတေးရှိတယ်ပူတေးရှိတယ်ကိတ်ချောက်ရှိတယ်ဘာစားကြတော့ပူတေးအဲ့ဒါကောင်းချင်းแกอันนั้นเลยปู่มุ้ยเนี่ยเอาอปอนี้จะต้องมีผู้ตีไล่กันป่ะ ဆွန်စစ်ထမင်းကြောင်နဲ့တွဲစားဖို့အတွက်ကကြတော့အဆက်အတွက်ကလေးမြန်ရငွေသူစိမ်းချက်လေးစားချင်လာဆိုတော့ငွေသူစိမ်းထောင်းထားတာလေးချက်တင်ပြီးနေနဲ့အစ်တက်ပြီးတယ်။စီကိုနည်းနည်းလေးသုံးထားတာဆိုတော့မြန်ကကတ်မှာဆိုတော့လေရှင်မီးလေးထည့်ပြီးတယ်။ပြီးရင်ပစွန်တောက်ထည့်ပြီးတယ်။အရာသားနေနေကတော့ငံပြားရေးစာဟင်းခတ်မုံလေးပဲထည့်ပြရပါတော့နော်။နည်းနည်းစီပဲထည့်ပြတာအများကြီးမတော့ဘူး။အရှိခံပြီးတော့စီပြန်ဖြစ်သွားပြီဆိုလို့ရှိရင်မြန်ရငွေသူစိမ်းပစွန်တောက်ချက်လေးရပြီပေါ့နော်။မြန်ရဆိုင်ဆောက်နေတဲ့အမတွေနဲ့ဒူလေးတွေကိုပေးဖို့အတွက်ကိုဒီဘူးလေးနဲ့ထည့်ပြလိုက်မယ်။ ကဲခုဆိုလို့ရှိရင်အိမ်တိမ်မှာပစွန်ထုတ်တစ်မျိုးဝယ်ထားရုံနဲ့ပစွန်စီကိုတသက်ထုတ်လိုက်တယ်ခုဆိုလို့ရှိရင်နှစ်မျိုးရသွားတာပေါ့တင်ထားတဲ့ပစွန်တွေကိုနောက်မှစားပြီးတော့ဒီပစွန်စီထွင်းချော်လေးနဲ့ကြက်ဥချော်လေးနဲ့တွဲစားမလားတခြားပါလေးနဲ့တွဲစားမယ်စားလို့ရရင်နော်ကဲဒါတော့မြရဲ့ထွင်းချော်ဖြစ်ပါတယ်ကေတာကတော့အမြရဲ့ပစွန်စီထမင်းကြော1 plate ပွဲလေးဖြစ်ပါတယ်။ကေတာဘာလို့ပကတော့မသိဘူး။ hello bây giờ nó đi đâu là đi đâu về không mọi gì vậy tí này gì nè nhà bị à nó có lộ gì mà hậu do đọc bình yên thế sao cái nó cái yếu quái quái tao khóa đi là gì đâu được bị thảo đấy mà lê bây giờ nó là ha khá lê mô lộn á khá này bè lụt dưới là mình ra con này bị rung gì cho mấy chậu cao lá ừ. Ở trong là mày ာတော့ငရုတ်သီးစိမ်းကိုပစုံချောင်းနဲ့ထောင်းပြီးတော့ငရုတ်သီးစိမ်းချက်လေးချက်ထားဆိုတော့လေဆက်နေကြတယ်။တော့အဆက်ပြေကလေးတွေကိုစားကောင်းအောင်လူကြီးတွေရောအစားလုပ်ကောင်းအောင်ဒီကိတ်ချောက်လေးနဲ့ဒီပြောင်မှုလေးရဲ့ဒီ cheese လေးနဲ့ကိုတို့အနှစ်လေးဖြော်ပြီးတော့တို့စားမှာပေါ့နော်။ပြီးလှော်ကားဥင်လိုက်ပုံမယ်လို့ပြောလိုက်တာမှချက်ချင်းအရေးတွေသွားထိုးကြရယ်နော်။အဆက်တွေစားထားဆိုတော့လေအဆက်ပြေစားဖို့အတွက်ကိုနိုင်ကပြောင်မှုလေးရှိတာဆိုတော့ပြောင်မှုလေးကိုကြိတ်ပြီးတယ်။သူ့ကိုပြီးရင်ဒဲတဲ့ကိုထည့်ပြီးတော့အရေးလေးထည့်ပြီးကြိုးပြရပါတော့နော်။ ။အရသာနေနေရတော့မြိုင်ပြောင်းမှုမှလည်းအချို့တည်းရှိတာဆိုတော့စားလေးပပလေးပဲထည့်ပြီးတယ်။ပြီး cheese လေးထည့်ပြီးတော့ menu တွေဒီလုံးဝ creamy ဖြစ်တဲ့တီကို menu တွေကြိုပေးရပါတော့။ပြီးတော့လေပြောင်းမှုကိုချိန်ထားတဲ့အခါမှာမြင်ရဖက်ကိုစစ်မထားရတဲ့ကြောင့်မို့လို့လေအပေါ်ကအခွန်ပန်လေးတွေပါလာဆိုတော့မုန်းတဲ့တူစားတဲ့ခါကျရင်အဆင်မပြေဘူးလေ။အဲ့တော့သူ့ကိုအရေးစစ်ပေးထားတယ်။ကဲအနှစ်လေးရပြီဆိုတော့မြိုင်ကသူ့ကိုဒီဒင်းကားရဲ့ထောပတ်အဆင်နဲ့ပြုတ်လုပ်ထားတဲ့ cake ၆လေးနဲ့တွဲဆမှာပေါ့နော်။ ပြောင်းမှုနဲ့ cheese နဲ့ပေါင်းဆက်ထားတဲ့အဆင်ရတာလေးရဲ့ထွက်ဘက်ကင်းချောက်မှုမွေးလေးနဲ့ဆိုတော့တော်တော်လေးစားကောင်းလာနော်ဖိုးရှန်တို့ပရင်တို့ဆိုတော့တော်တော်လေးကြိုက်နေရောပဲပါပါလေးကဲဒီနေ့တော့ကားရတော့လောက်ပါပဲရှင်။နိုင်မြေ ရီကိုလှော်ကောက်လိုက်ပို့ဖို့အတွက်ကိုပြင်ဆင်လိုက်အောင်မယ်နော်။နောက်ပတ်ဒီမှာဆိုလို့ရှိရင်လည်းဘလိုဟီလင်းလေးဆက်စားပြမလဲ၊ဘာလေးလုပ်ပြမလဲဆိုတာကိုဆက်လက်ဆောင်ကြည့်ပေးကြပါအောင်နော်။ညရဲ့ပြည်လေးကိုအဆုံးထိကြည့်ပေးကြရအောင်လဲ။ကျေးဇူးအများကြီးတရှိပါရဲ့ရှင်။